အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူဒူရာတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့ Sora တပြင်းဝတ္ထုတွေမှဝတ္ထုတို့တပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ် Sora တပြင်းကလောရာဇဝဝန်ကြီးကမိမိရုံငန်းရှိတယ်လီဖုန်းကို ကောက်ယူကနားထောင်ရင်းနေလေတယ်ကြားသမျှကို စာရွက်တစ်ခုနဲ့ရေးနေတယ် ရင်းမှတ်ခြင်းနဲ့ရာဇဝတ်ဝန်ပြန်ပြောခြင်းတို့ကိုဆက်ဆက်ရေးလျင်အောက်ပါအတိုင်းအရေးတကြီးစကားလုံးများထွက်ပေါ်နေလေတယ်။ဘာတူလဲဘဲကလဲကျွန်တော်ကျိုင်းတုံနေကြအရာရှိ အလွန်အရေးကြီးပါတယ်။ကားတစ်စီးနဲ့ယူရီးယားနေတဲ့ကတင်လာပြီးကျိုင်းတုံနေကလွတ်သွားပါတယ်။ဘာရီတင်သွားတာလဲဘာရီမှန်းမသိပါကားနံပါတ်ဘယ်လောက်လဲ RB 4603ဟို အဲ့ဒါကျုပ်ကားနံပါတ်ပဲအဲ့ဒီကားနဲ့တင်ပြီးလက်လွတ်ထွက်ပြေးပါတယ်လိုက်ဖမ်းကြလို့လားဟုတ်တယ်သူတို့ကခြောက်လုံးပြူနဲ့ပြစ်လို့တယောက်ပေါင်မှန်တယ်တယောက်ခြေတလုံးမှန်တယ်တယောက်လက်ပြင်မှန်တယ်ခြောက်လုံးပြူပြစ်အလွန်တဲ့တယ်တဲ့သူတို့ယူသွားတာဘိန်းတွေလားဘာရီမန်းမသိဘူးရက်ဆိုတာမရက်လို့လိုက်ဖမ်းကြတာပဲအခုအချိန်မှာလမ်းတစ်ဘက်ရောက်ရောမယ်ကောင်းပြီကျုပ်စီစဉ်လိုက်မယ် တယ်လီဖုန်းအသံပြတ်သွားလေတယ်။မကြာမီရာဇဝတ်ဝန်ယုံအပြင်ဘက်၌ private the net ခြောက်လုံးပြူစသည်တို့နှင့်အသင့်ဖြစ်နေတယ်။ပလေအရာရှိများအနက်တဦးမှာရာဇဝတ်ဝန်ကလေး Mr. Johnson ဖြစ်တယ်။ရာဇဝတ်ဝန်ကြီးကလုပ်ရည်ကြံရည်ကို ပြောဆိုပြီးလျှင်လွတ်လိုက်လေတယ်။မြင့်တက်ကလေးကကလုံးမကျိုင်းတုံသွားတခုသောတောင်ကမ်းမရဲ့မော်တော်ကားလမ်းပေါ်တွင်တပြေးပြေးလျက်ရှိလေတယ်။လန်ကူလက်တွင်ကား ကြိုင်တုံစီမလာဟန်တူသောလူတစ်ယောက်ကိုမြင့်တန်နှင့်ရင်ဆိုင်တွေ့ကြလေတယ်။မစ္စတာဂျွန်ဆန်ကထိုလူအားရက်လျက်ခါဖို့ပြင်ဆင်၅ပါးမကျန်လှန်လှောရှာစေတယ်။ဘာမျှမတွေ့ချေ။မင်းဘယ်ကလဲ။ဘယ်ကိုသွားမလဲ။ကျွန်တော်မော်ချီမိုင်းကပဲမိုင်းကိုသွားမလို့။ကောင်းပြီသွားတော့လွတ်လိုက်လေတယ်။မြင့်တက်ကတတိကြီးစွာနဲ့သွားကြရာ မြင့်တက်ရှိပေတရာကွာလောက်မှ ဂျိန်ဒိန်ဒိန်ဟူသောမြေဟင်းတန်ကြီးကို ကြားရရာ မြင်းများမှာစစ်မြင်းများဖြစ်ပြီးလမ်းပြန်ခြင်းမရှိတော့လဲမြင်းပေါ်ကအမှုတန်းအချို့မှာ မြင်းကုံပေါ်ကလမ်းပြီးခုံမိကြလေတယ်အမှုတန်းတစ်ယောက်မှာခုံပြီးပြန်အကြကုန်းတနေရာနဲ့မတော်ရာဆောင်မိသဖြင့်အသက်ရှူခဏမျှရိုက်ရွေသွားလေတယ်ဝန်ကလေးကအတန်ကြားရစီတို့ခြောက်လုံးပြူထိုးချိန်ရဲ့အပြေးချီတက်လေတယ်အနီးသို့ရောက်သောအခါ တစုံတရာထူးထူးခြားခြားမတွေ့ရပဲလူကမြင်တယောက်ကဒိုင်နမိုက်ကို အချီးနှီးဖောက်ရည်သွားသည်ဟုထင်ကြလေတယ်တို့ရာတွင်တည်င်းအရာ လူစုများမိမိလမ်းကပိတ်၍ဒိုင်နမိုက်ရှို့လျင် အခက်ဟု တွေးတောကြဟာမျက်လုံးများမှာတောင်မြောက်ဝဲရာကစားရင်းတက်လာကြလေတယ်မြင်းတက်ကခြေတံမြေခြေတက်နေရာ မကြမီရင်ဆိုင်လာသောကားတစ်စီးကိုတွေးကြပြန်လေတယ်ထိုကားမှာ ကုန်တင်သောကားကြီးဖြစ်ရာကားနံပါတ်မှာ RA3462 ဖြစ်လေတယ်။ဝန်ကလေးကကားကိုရက်စီလျက်ပစ္စည်းများကိုစစ်ဆေးလေတယ်။ကားပေါ်ကပစ္စည်းများမှာမော်ချီမိုင်းကုမ္ပဏီတစ်စိမ့်နှင့် Wolfram တပ်တုရိုင်းအိမ်များဖြစ်လေတယ်။ဝန်ကလေးကထိုလူများကိုစစ်ဆေးပြီးသည့်နှင့်တွားခွင့်ပြုလိုက်ရာ တခေါ်လောက်အရောက်တွင်အဆိုပါကားထဲမှဒုဘဲဟိဟုအော်ပြန်သဖြင့်မြင်းတက်ကရုတ်တရက်ပြန်လှည့်ကား ကားစီတို့အပြေးလိုက်ကြလေတယ်။ကားကြီးမှလည်းအပြင်းမောင်းနှင်လျက်ရှိရာနောက်က၆လုံးပြူးနှင့်တစ်ချက်လှမ်းပြင်မှ မပြေးဝန်တော်ပဲမြင်းတက်ကိုရက်ဆောင်လေတယ်။ဖန်ဖန်ဒီကောင်တွေခုဆိုလိုက်သည့်နှစ်တပြိုင်နက်အမှုတန်း၂ယောက်ကဒေါ်လီပေါ်ကလူ၃ယောက်ကိုဂျိုင်းကဆွဲဖမ်းဖြစ်လေတယ်။တတုအိမ်များကိုလည်းတခုပြီးတခုရှာပြန်စီရာဘာတစ်ခုမှမတွေ့ရဘဲနေလေတယ်။ မင်းတို့ဘာလို့ဒုဗဟိလို့ဩသွားတာလဲမှန်မှန်ပါကျွန်တော်မျိုးတို့ကိုဟိုကျိုင်းတုံနာကလူတွေကမြင်းတန်းနဲ့တွေ့ပြီးလွန်ရှင်ဒုဗဟိဩဝင်ရင်ငွေတရားပေးမယ်ဆိုလို့ပါအဲ့ဒီလူတွေဘယ်နှယောက်ရှိတယ်လဲဘာနဲ့လဲလူကတော့၃ယောက်တည်းပါ RC ကားတစ်စီးနဲ့ပါနံပါတ်မှတ်ပြီလားမသိသွားခွေးမာသားတွေဒုခကြီးကိုနှောင့်နှေးအောင်လုပ်တာပဲ။ စုကပြန်လှုပ်လိုက်လေတယ်။ဝန်ကလေးကမင်းပေါ်မှလူစုများနဲ့ရင်ဆိုင်တွေ့တော့မိတို့လောက်ရမိကိုကြံစီရင်းလိုက်ပါလာလေတယ်။မြင်းတက်ကမိုင်ဝက်ခန့်ဆက်လက်ချီတက်မိရာရှမ်းလူမျိုး၁၀ယောက်ခန့်မြင်းဝတဲများနဲ့ဆင်းရွေလာသည်ကို တွေ့ကြရပြန်လေတယ်။ရှမ်းများအားရက်စီလျက်ရှားဖွေသောအခါရူးရူးကုန်ပစ္စည်းမှအပအခြားအရေးကြီးသောပစ္စည်းများမတွေ့ရသဖြင့်လွတ်လိုက်လေတယ်။ လွတ်လိုက်ပြီးနှစ်တပြိုင်နက်ရှမ်းကုန်းထဲများမှာအလံတကြားမြင်းများကိုဒုံဆိုင်ပြေးတော်ရာရာဇဝတ်ဝန်ကလေးတို့လူစုလဲပြန်လှည့်ပြေးလိုက်ပြီးအလုပ်ဟေးအချိန်သာနောက်ကြနေမယ်မလိုက်ကြနဲ့လမ်းတစ်ဘက်ရောက်လို့ဘာမှမတွေ့မှခပ်ဖြည်းဖြည်းပြန်ကြမယ်သူပြောကချီတက်မြဲချီတက်လာကြလေတယ်နှစ်ဖာလုံးခန့်ချီတက်မိကြလေကားတစ်စီးကအပြေးမောင်းရွေလာလေတယ်ကားမှာလမ်းကို ဖြောင်းစွာမလာဘဲ ။ပူပတ်တီဘက်ကြွေကောက်လာရာမြင်းတပ်ကိုဝါတော်မီကဲ့သို့ဖြစ်နေသဖြင့်မြင်းတပ်သားများမှလုံကြပါအောင်ဟုပင် ရောင်ရမ်းအော်မိကြလေတယ်။အချို့မူကားကားပေါ်၌ဒရိုင်ဘာမပါဘဲလွတ်လိုက်ခြင်းဖြစ်သောကြောင့်ဖြစ်တယ်။မြင်းတပ်သားများကမြင်းတကောင်စီစီလျက်လမ်းဘေးသို့ကန်နိုင်သမျှကတ်ထားကြလေတယ်။သို့ကြရင်ကားဝင်တိုက်ကရှေ့ဆုံးမြင်း၃လေးကောင်မှတက်တာနိုင်ဖွယ်ရာမရှိပေ။ ကံအားလျော်စွာကာကြီးကကြောက်ကပားထဲသို့ထိုးကြသွားပြီလျင်မိထတောက်လေတယ်။ကားနံပါတ်ကိုကြည့်ကြသောအခါ RB 6603ဖြစ်နေသဖြင့်ဟေ့တရင်ရတာဒီကားပဲ။ဒီတော့သူတို့လူမျိုးလောက်သွားပြီ။ပစ္စည်းကဘာမှမသိရတာခက်တယ်။ဟိုရှမ်းမြင့်တွေရဲ့ကုန်းကြီးတွေဖောက်မကြည့်လိုက်ရတာမှားတယ်ထင်တာပဲဝမင်းရဲ့။ပလိတ်အင်စပက်တာကို ဖိုးထောင်ကအရေးစုံလား သူ့ရဲ့ထင်မြင်ချက်ကိုရှောက်ထားလိုက်လေတယ်။အိုးမောင်ဖူးတော်အစကဒီလိုထင်ရင်ဘာလို့ဖောက်မကြည့်ရလဲ။ဒါပေမဲ့ဒီကားကိုဘသူက ပြန်လွှတ်တာလဲ။သူတို့လူတယောက်နောက်ချန်ထားခဲ့မှာပေါ့။ဒီအကောင်က အရင်မဟုတ်ဘူး။အရင်ကဟိုရှမ်းတွေထင်တာပဲ။အိုးကျုပ်တို့မှားပြီ။လာပြန်ကြမယ်။မြင့်တကြီးကကလောပတ်တို့ပြန်၍ဆင်းကြပြန်လေတယ်။မြင့်တကြီးက ရာဇဝတ်ဝန်ကြီးအိမ်ရှိသို့ရပ်ပြီးနောက်အသီးသီးမြင်းပေါ်ကဆင်းကြလေတယ်။ဘာထူးကြခဲ့တယ်လဲကျွန်စင်။ရာဇဝတ်ဝန်ကြီးကလက်ထဲကစာရွက်တစ်ရွက်ကိုကင်လျက် စီးကြုံမေးမြန်းနေလေတယ်။မစ္စတာကျွန်စင်လည်းမိမိတွေ့သည်မှပြောဆိုပြီးနောက်ကျွန်တော်တို့ခြေတက်ရာဘယ်နည်းနဲ့တိသွားတယ်လဲ။ဖုန်းကိုဖြတ်ပြီးနားထောင်သွားတယ်။ဒီကောင်တွေရာအတော်ညံသွားတဲ့ကောင်တွေ။ မြန်မာပြည်မှာတယ်လီဖုန်းဖြတ်နားထောင်နိုင်လောက်အောင်ဉာဏ်ရှိတဲ့လူစုကိုဒီဒီချင်းပထမဆုံးတွေ့ဖူးတာပဲခေတ်ပညာတတ်တွေနေမှာပေါ့အိုးကောလိတ်ကလားသူတို့ကိုဓာရီသင်မပေးဘူးသူတို့ကိုတူခိုင်းကောင်းအောင်သင်ပေးထားတာခုဟာကနိုင်ငံသားနဲ့တော်တော်ဆက်ဆံထားတာဖြစ်ရမယ်ဒီလိုနိုင်ငံသားနဲ့ဆက်ဆံနေဆိုရင်ဘိန်းကူးတဲ့လူမဟုတ်နိုင်ဘူးဝန်ကြီးကဘာရီမြန်မာပြည်အတွင်းနဲ့ထင်ပါတယ် လက်နက်သို့မဟုတ်ငွေစက်ကူအတူတွေဖြစ်ရမယ်။ငွေစက်ကူအတူဆိုပေမဲ့နိုင်ငံခြားမှာလုပ်ရင်တို့စက်ကူလိုရွေးမရအောင်လုပ်နိုင်တယ်။ထို့အတွင်းရှင်မျိုးအရာရှိနှင့်တူတူတူကအမှုတမ်းများနှင့်တကွငင်းငါးကောင်ကိုဆွဲလျက်ရာဇဝတ်ဝန်ကြီးရှိရာသို့လာကြပြန်လေတယ်။ဘယ်နဲ့လဲ။ဘာတွေတွေ့လာပြန်မလဲ။ရှာစမွန်ဝန်ကြီးကမြင်းများကိုလှမ်းကြည့်ရင်းမေးလေတယ်။ဂျွန်ဆန်ကမြင်းများကိုလှမ်းကြည့်ပြီးကြားဖြတ်လျက် ဒါကျွန်တော်တို့တွေ့တဲ့မြင်းတွေကမြင်းတချို့ပဲဂျွန်ဆန်တို့မတွေ့ပဲသူတို့တွေ့တာသူတို့ညံတာတာပေါ့ဂျွန်ဆန်မှာစကားဆက်မပြောနိုင်ပဲကောင်းငုံနေရလေတယ်ဘလူတွေ့တာလဲပြောစမ်းပါအောင်ဒီမြင်းတွေမတင်ကားလို့တွားကြည့်တဲ့အခါတရခန်တယောက်မှမရှိကြပါဂုံးကိုဖောက်တဲ့အခါဂုံးထဲမှာဘိန်းတွေတွေ့ပါတယ်ဂုံးတစ်ခုမှာဘိန်း၁၀လုံးအောင်ကြက်ကြက်တဲတဲထည့်ထားပါတယ်မြင်းငါကောင်ကဘိန်းအလုံး၅၀ ဒေါ်လာ၄000ခန့်ဖြစ်ပါတယ်။ဒီပြင်မြင်းငါကောင်ကဘိန်းတွေကတော့သူတို့ထုတ်ယူသွားကြပါပြီ။အဲ့ဒါကိုလည်းလမ်းကွာတွေအကုန်တရှိုလွတ်ထားပါတယ်။အိုးအဲ့ဒါအရေးကြီးတယ်။အဲ့ဒါဘိန်းဟုတ်ချင်မှဟုတ်မှာ။ကျွန်တော်အနောက်ခံကြည့်တဲ့အခါဘိန်းနံမဲနံခဲ့ပါတယ်။ဘာနံမဲဖြစ်ဖြစ်အရေးကြီးတယ်။အားလုံးလက်မလွတ်ရအောင်ဖမ်းကြမယ်။အားလုံးလူခွဲစီမံကြ။ရှားစမှုဘုံကြီးကမိမိအလောက်ခန်းသို့ဝင်ခဲ့က တာစီဘူရာနှင့်ရမဲသိန်းတောင်ကူပကိုးရန်ကုန်အထိမိယထာလန်တလျှောက်ကာလန်တလျှောက်စီဂျိုဖန်းရန်တယ်လီဖုန်းနှင့်အကြောင်းကြားလိုက်လေတယ်။အခြားနေရာများက ကလောကအကြောင်းကြားသည့်အတိုင်းလိုက်နာရန်အသင့်ဆောင်ရွက်နေကြရာရန်ကုန်ပလိမင်းကြီးရုံးမှာက ထိုသတင်းဖြင့်မကျေနပ်သေးပဲကလောရာဇဝတ်ဘုံနှင့်အပြန်အလှန်စကားပြောနေကြသည်တဲ့လူစုကိုင်းပေကိုင်းကထင်တယ်လေမသိပါ သူတို့နဲ့ဆိုင်မယ်မထင်ပါထုတ်ယူသွားတဲ့ပစ္စည်းဟာဘိန်းငွေဆက်ကူလက်နက်ဘလို့ဟာလို့ထင်တယ်လေဒိန်းလုံစားမရဘူးလားမရပါယူသွားတဲ့လူတွေဟာ လူငယ်လားလူကြီးလားဘယ်နှယောက်လဲမသိပါဒီတရင်ကိုအချိန်လုံကပို့စင်မှာဘာအထောက်အထားရတယ်လဲကားတစီအတင်းထွက်ပြီးလူ၃ယောက်တနက်မှန်ကြံရစ်တာပဲမြင့်တက်ချီတက်တော့ပါထူးတယ်လေ ယခုဖမ်းမိတဲ့ရှမ်းကုန်တဲ့ရောင်ဆောင်လာတဲ့မြင်းတွေမိပါတယ်။ငါးကောင်ဘာကြောင့်လွတ်သွားတယ်လဲ။မသိပါ။ရန်ကုန်ပလဲရုံးမှတယ်လီဖုန်းကို တင်ကုန်ပေါ်သို့ချထားလိုက်လေတယ်။ပလဲမင်းကြီးကအနည်းရှိစုံတော့ကျော်ဦးအောင်မြင်အားတင်မြင်ချက်တောင်းလေတယ်။အเจ้าအရာအဆက်အသွယ်မရှိဘဲတင်မြင်ချက်ပြောဖို့ခက်ပါတယ်။ဒါပေမဲ့လုပ်ပေါက်ကင်ပေါက်ကတော့တပြင်းညံမျိုးမှဖြစ်ပါမယ်။ တပင်းဘင်းကူးတာလားမကူးတာပါ ကူးတဲ့လူကိုတော့ကူးပြီးဖမ်းပေးဖို့ပါတယ်ဒါဖြင့်တပင်းဆိုရင်လက်နှစ်နဲ့ငွေဆက်ကူတစ်ခုခုဖြစ်မှာပေါ့ရန်ကုန်စိတ်ကန်းကစိတ်ဆက်လုံးလုံးနေဆက်ကတွင်းတာဖြစ်မှာပေါ့လက်နှစ်လူတွေးရမှာလဲတပင်းဟာဓမြတိုက်လောက်တော့သူ့မှာလက်နှစ်ရှိနေလို့ဟုတ်မယ်မထင်ပါလူငယ်လေးတွေမြောက်ပေးပြီးတပုံထဖို့ဆိုရင်ရောတပင်းဟာနိုင်ငံကြီးမလိုက်စားပေမဲ့ တပုံထားလို့မရကြောင်းသိပါလိမ့်မယ်။ဒီလိုဆိုရင်မကျင်တဲ့သူတွေကိုချောင်းမြောင်းပြတ်တတ်ဖို့ဆိုရင်ရော။တပင်းဟာလူငယ်လေးတွေကိုမယုံပါ။ဒါမျိုးလေးလုံမယ်မထင်ပါ။မောင်အောင်မြင်တပင်းအဖို့ရှိနေအလိုက်ကောင်းသားပဲ။ပလိမင်းကြီးကခတီတီနဲ့ပြုံးတရောင်ရောင်ပြုတ်ကပြောလိုက်ရာဦးအောင်မြင်ကတစ်ချက်မျှမော်ကြည့်ပြီးငြိမ်ရွေ့နေလေတဲ့။ငွေဆက်ကူသွင်းရင်ဘလို့ဖမ်းမလဲ။နောက်ကျနေပြီလို့ထင်ပါတယ်။ မိရထားခုမှကလောနဲ့တာစီချာမှရှိသေးတယ်။နေဆောင်တော့တွင်နေတော့တက်ပြင်းမှန်ရဲ့အယူဖြစ်နေရစ်ကြမှာပဲ။မောင်အောင်မြင်ဆိုရင်မိမယ်ပေါ့။လင်းပြန်နဲ့ပြုတ်ပေးမယ်။ဒီလိုလဲတောင်းမမခံနိုင်ပါ။တို့ကြရင်တစတွေ့ရင်လိုက်နိုင်ပါတယ်။ရန်ကုန်ကသာ မလွတ်တမ်းဖမ်းပြီးတော့ဥအောင်မြင်ကပလိန်မင်းကြီးအခန်းထဲမှ ထွက်ခဲ့ကမိမိအလုတ်ခန်းသို့ဝင်ရောက်ထိုင်လိုက်ကစင်စါကန်ထုတ်ရနေလေတယ်။ တောင်ပိုင်းရှမ်းပြည်မှမိရထားကကာစီဘူရာတွင်စုံပြီးလျင် မန္တလေးရန်ကုန်ရထားကြီးနှင့်ဆက်လျက်ညဦးအချိန်ကပင်ရန်ကုန်ဘက်သို့ခုံမောင်းလာကြလေတယ်။ခရီးသည်များက ထိုအခောက်တွင်ဒုက္ခအများဆုံးဖြစ်ကြလေတယ်။အကြောင်းမူကားဘူရာတိုင်းလူကပင်ကုန်ပစ္စည်းများကိုအဆင့်ဆင့်ရှာဖွေကြသောကြောင့်ဖြစ်တယ်။ထိုတွင်သာမဟုတ်ရန်ကုန်မန္တလေးကားလမ်းမှလည်းခရီးသည်ကားများအဆင့်ဆင့်အရှာဖွေခံကြကြလေတယ်။ ပြေးလျက်ရှိသောရန်ကုန်စာဖို့ရထားကြီးပေါ်၌ကနှုတ်ခမ်းမွေးဖြူဖြူမျက်နှာဖြူတယောက်ကစီဂရက်တလေပြီးတလေနှိမ့်တော့ကလိုက်ပါလာလေတယ်။ထိုတွင်အတွင်း၌ပင်ခရီးသည်နှင့်တူသော အသက်20ကျော်ခန့်လူရွယ်တယောက်ပါလာလေတယ်။လူရွယ်ကအဖိုးကြီးအားမကြာခဏအကဲခတ်တော်လဲအဖိုးကြီးမှမတိတကယ်တို့နေလေတယ်။တဦးနှင့်တဦးစကားပြောဆိုကြခြင်းမရှိဘဲလိုက်ပါလာခဲ့ကြရာ လူငယ်က လွန်နာချွေးပြန်လာသဖြင့်အိတ်ထဲကလက်ကင်ဘဝကိုနှိုက်လိုက်ရာလက်ကင်ဘဝကိုမတွေ့တော့ဘဲစာရွက်ငယ်လေးတစ်ခုတွေ့သဖြင့်ဖတ်ကြည့်သောအခါမလိုက်နဲ့အကျိုးမများဘူးဟုတွေ့ရသဖြင့်မိမိနှင့်အတူလိုက်ပါလျက်ဒီအဖိုးကြီးကမိမိအိတ်ထဲကလက်ကင်ဘဝကိုနှိုက်နိုင်ရုံသာမက စာရွက်ပင်ထည့်လိုက်သေးသည်ဟုယွန့်တလူဖြစ်၍သွားလေတယ်။တို့ကြရင် အဖိုးကြီးမှာအင်ဒရီအလွန်ကောင်းပြီး ောင်းပြီးဖို့လည်းဖြစ်တော့ကြောင့်မဆဝင့်တယ်လို့ဖြစ်ရွေးနေလေတယ်။လူရွယ်ကအဖိုးကြီးလက်မှတ်တွင် ရန်ကုန်ဆင်းမြီဟုလက်မှတ်ဆက်လာစဉ်အမှတ်ထားလိုက်သဖြင့်ခက်အေးအေးနေလေတယ်။မိရထားကပကိုးဘူရာတို့ရောက်လာတော့အခါအဖိုးကြီးကဘူရာတဲ့သို့ဆင်းလေတယ်။လူရွယ်လည်းအဖိုးကြီးမရှိခိုက်မိရထားကန်းလေးကပစ္စည်းများကိုရှာဖွေလေတယ်။ဘာတစ်ခုမှမတွေ့ရဘဲအဖိုးကြီးရဲ့တည်ရေးအိတ်သာတွေ့ရလေတယ်။ ထိုတရေအိတ်မှလည်းမိမိရှိတွင်ตาစီဘူရာ၌ရှာရာပေါင်းမီအင်ဂျီတစုံ စာအုပ်တအုပ်မုတ်ဆိတ်ရိတ်ကရိယာအချို့သာပါလေတယ်မိရထားကပကိုးဘူရာမှထွက်မြေပြူသောအခါအဖိုးကြီးပေါ်မလာသေးချေမိရထားထွက်စာပြူသည့်တိုင်အောင်ပေါ်မလာသဖြင့်လူငယ်မှာလှုပ်လှုပ်ရွရွဖြစ်၍နေလေတယ်မိရထားကအရှိန်ပြင်းစွာခုံမောင်းလာရာ လူငယ်မှာဘူရာတောင်ပန်းသားမှာ အုတ်ထုတ်ချွေနှုတ်ဆက်လိုက်သောအဖိုးကြီးကိုလက်သီးဆုပ်ပြခြင်းပါသွားသေးတယ်။တဖန်အဖိုးကြီးတတာကိုဖွင့်ကြည့်လိုက်သောအခါစာရွက်တရွက်တွင်လူအဆုံတော့ကလေးဤတတာနှင့်အဝန်များလွန်ခဲ့သည့်လကအရှိပိုင်းရာဇဝတ်ဝန်အိမ်ကအခိုးခဲ့သော ပစ္စည်းများဖြစ်သည်မောင်ဘူးသာဆင်းဆင်းခြင်းစုံတော့ကျော်ဦးအောင်မြင်နှင့်တွေ့လိမ့်မည်သူ့လက်ထဲထည့်လိုက်ပါကျုပ်ရှမ်းပြည်ကပစ္စည်းများတော့ မောင်တို့တွေ့နိုင်မည်မဟုတ်မောင်လက်ကင်ပေါ်မှာလဲငါဘက်အိတ်ထဲမှာပြန်ထည့်ထားခဲ့ပါတယ်။ဝါရှင်တော်တခိုးကြီးစောရသပြင်းမိရထားကရန်ကုန်ဘူဒာကြီးတွင် ထိုးရလေတယ်။အသက်40နီးပါးလူကြီးတစ်ယောက်ကဒုတိယရဲတခုတို့ကတ်ခါကိုင်မောင်ရင်လူတယောက်လုံးလွတ်ပစ်ခဲ့တဲ့သူပဲ။ Fly Squad လူကျော်ကြီးအစီရင်ခံစာရေးဖို့ပြင်ပြီးတော့အဲ့ဒီတတားလဲကြုတ်ပေးလိုက်။တပြင်းမှားခဲ့တယ်မဟုတ်လား။ စကားလေလျောက်ပြောလိုက်သဖြင့်စုံတော်ကလေးမှာမျက်စိမျက်နှာပြက်လျက်တရေအိတ်ကိုအပ်လိုက်ရလေတယ်။ဦးအောင်မင်းကတရေအိတ်ကိုယူကာဘူရာပေါ့ရှိကားကလေးဖြင့်မိမိနေအိမ်သို့ထွက်ခဲ့လေတယ်။စေနာဤခန့်တွင်တဦးရဲခွေးရုပ်ကြီးအောက်အလုတ်ခန်းစီသို့ထွက်ခဲ့လေတယ်။တယ်လီဖုန်းခေါင်းဆောင်တန်ကစူညံ၍နေလေတယ်။ဘဲ့နေဘဲ့နေ။အော်လူကိုယ်တိုင်လာစမ်းပါ။အားရမဟုတ်လား။ တယ်လီဖုန်းကိုချလိုက်ပြီးနောက်စောင်းစားနေရာဆယ်မိနစ်ခန့်တွင်ကားတစ်စီးဆက်ရောက်လာပြီးနောက်ပလိအရာရှိနေတူတူတူဦးအောင်မြင့်အခန်းသို့ဝင်ခဲ့လေတယ်။စူဇန်းမောင်ကိုတန်လုံးရဲ့ဆန်းနာမှာတကယ်ဆန်းနေစရာတခုက နေကင်းကြောင်တောင်ဒုတိယရဲကအပေါ်အိတ်စင်တစ်ခုလုံးဖြုတ်ပြီးခိုးသွားတဲ့ချက်ချင်းလဲမတိကြဘူးတွဲဆေးမယ်လို့မှဂျာဒူဝါလာတိလို့ယုံမိုင်းကတစင်တိုင်လိုက်တာပဲ။ အဲ့ဒါအရေးကြီးဆုံးပဲကိုတန်လုံးဒီလောက်မြန်မယ်မထင်ဘူးကျုပ်မှားတယ်ကျုပ်မျက်စိကစားပြီးကြည့်မိတယ်ခုရက်ညီးတွားစဉ်ကိုတန်လုံးမှာအလုံများသူဖြစ်သဖြင့်တွားအောင်မယ်ဆရာဟုနှုတ်ဆက်ရာဦးအောင်မြင်မှာကောင်းညိတ်မှိုင်းတွေ့ရင်ကြံရစ်လေတော့တယ်ဒူရီယာမဂဇင်း February လ1939ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ